မင်္ဂလာပါရှင်ခစ်တဲ့မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးထိုင်းဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဘန်ကောက်မှာလူတောင်းနဲ့ချီစန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မှာဇွန်လ28ရက်နေ့ကလူတွေထောင်တောင်းချီစုယုံပြီးဝင်းကြီးချုပ်ဖေးချောင်းတန်ရှင်နာဝါထွာနှုတ်ထွက်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒေတာအထံနဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ဖုန်းပြောထားတဲ့အတန်ဖိုင်ပေါက်ကြားမှုနဲ့ဆက်ဆက်ပြီးဖေထောင်တန်ကိုတာဝန်ကနေနှုတ်ထွက်ပေးဖို့ဆန္နာပြသူတွေကတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ဖေထောင်တန်ဟာအဲ့ဒီလိုဖုန်းပြောရမှာထိုင်းစစ်တပ်ကို စော်ကားတိုက်ခါချတဲ့စကားမျိုးတွေထည့်ပြောမိခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအခြေအနေကိုအကြောင်းပြုပြီးအကြီးကျယ်ဖိအားတွေကြုံနေရပါတယ်။ ဇွန်လ28ရက်နေ့မှာစုဝေးခဲ့တဲ့ဆန္ဒပြသူတွေရဲ့အဓိကပြစ်မှတ်ကတော့အတန်ဖိုင်ပေါက်ကြားမှုကိုတာဝန်ယူပြီးဖေတောင်တန်နှုတ်ထွက်ပြီးဆိုတာပဲဖြစ်ပါတယ်။ညနေပိုင်းမှာပြုလုပ်ခဲ့တဲ့စုဝေးပွဲမှာဆန္ဒပြသူ18,000လောက်ထိများပြားခဲ့တယ်လို့ဘန်ကောက်ရဲတပ်ဖွဲ့ကခန့်မှန်းပါတယ်။ မိုးရီရွာနေတဲ့ဂျာကနေအစိုးရစန့်ကျင်ရေးဆန္ဒပြသူတွေဟာနိုင်ငံတော်အလံတွေလက်ကင်ဗုဒ္ဓတွေကန့်ဆောင်ရင်ဘန်ကောက်မြို့လေကအောင်ပွဲကြောက်တိုင်ကြီးနာမှာစုဝေးခဲ့ကြပါတယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ကလည်းဆန္ဒပြသူတွေကိုမင်ခွန်းပြောခဲ့ကြပါတယ်ခြေတက်ပွဲမှာပါဝင်သူတွေကကျွေးကြော်တန်တွေကိုတန်ပြိုင်အော်ဟစ်ခဲ့တယ်လို့အမျိုးသားရေးတေးသချင်းတွေကိုလည်းတီးဆိုရင်ကခုန်ခဲ့ကြပါတယ်ဆန္ဒပြသူတအူက စန္ဒပြသူတို့ကဖေထောင်တန်ဟာကမ်ဘောဒီးယားနဲ့လက်ရှိဖြစ်ပွားနေတဲ့နေဆက်ပြဿနာမှာကင်တွေပုံအားနည်းလွန်းနေလို့လည်းပြစ်တင်ခဲ့ပါတယ်။ ထိုင်းဟာဘယ်နိုင်ငံကိုမှမကျူးကျော်ခြင်းပေမဲ့ကိုပိုင်အချုပ်ချာအာဏာနဲ့ပတ်သက်လာရင်ဘသူကမှအလျော့ပေးလို့မဖြစ်ဘူးလို့သူကဆိုပါတယ်။ဆန္ဒပြသူတွေထဲမှာကွန်ဆာဗေးတဲ့တွေထိုင်းဘရင်စနစ်ကိုလိုလားပြီးရှဝါအင်အားစုတွေလိုလူတီများတဲ့အဖွဲ့တွေလည်းပါဝင်ခဲ့ပါတယ်။ရှဝါတွေဟာဖေထောင်တန်ရဲ့ဖခင်ထိုင်းဝင်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝထွားကိုအပြင်းထန်ဆန့်ကျင်ခဲ့ကြသူတွေဖြစ်ပါတယ်။တက်ဆင်ဟာဟွန်ဆန်နဲ့ပုတ်ကိုရေးရရင်းနှီးခဲ့ဘူးပေမဲ့လက်ရှိမှာတော့ဟွန်ဆန်ဟာတက်ဆင်ကိုပါပုတ်ကိုရေးရလူ ူသိရှင်ကြားထိုးနှက်နေတာတွေရှိနေပါတယ်။ဟွန်ဆန်ကတက်စင်ဟာတိုင်းပြည်ကိုစော်ကားပုတ်ခတ်တဲ့ဇာတ်ကားတွေသူ့ကိုထုတ်ပြောခဲ့မှုကြောင့်ဆွဆွဲပြီးတကယ်လို့တက်စင်ကသူ့ကိုတစ္ဆာဖောက်မယ်ဆိုရင်အဲ့ဒီကိစ္စတွေအားလုံးကိုဖော်ကောင်လုပ်မယ်လို့ချင်းချောက်ထားပါတယ်။အသက်38နှစ်သားရှိသေးပြီးထိုင်းနိုင်ငံရဲ့တမိုင်းမှာအသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ဖေထောင်တဲ့အတွက်တော့လက်ရှိဟာနိုင်ငံရေးအရနှိုင်းအထံဆုံးစိန်ခေါ်မှုအကြီးမားဆုံးဖြတ်တန်းနေရတဲ့ကာလလေးဖြစ်ပါတယ်။အသံဖိုင်ပေါက်ကြားမှုအပြီးမှာ ှာဖေထောင်တန်းဦးဆောင်နေတဲ့ညွန့်ပေါင်းအစိုးရတွေကစစ်တပ်နဲ့နှိစက်တဲ့ကွန်ဆာဗေးတစ်ပါတီဘွန်ဆိုင်ထိုင်းကလည်းရုတ်တရက်နှုတ်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအခြေအနေဟာဖေတောင်တန်ရဲ့ညွန်ပေါင်းအစိုးရကိုတိတိတတ်တာအာရော့သွားစေခဲ့ပါတယ်။ဒါပြင်ဘွန်ချိုင်းထိုင်းပါတီဟာဖေတောင်တန်ကိုအယုံကြည်မရှိအစိုးတရဲ့လွှတ်တော်မှာတင်သွင်းပြီးဖြုတ်ချနိုင်ဖို့လဲစီစဉ်နေပါတယ်။ဖေတောင်တန်ဟာအတန်ဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်လို့ဝန်ချတောင်းပန်ပြီးထိုင်းစစ်တပ်နဲ့ရင်ကြားစေဖို့အားထုတ်ခဲ့ပေမယ့်သူ့ရဲ့ယာရုနေရာကိုထိမ့်သိမ်းထားနိုင်ဖို့ရေးရသေးချမှု မရှိတော့ပါဘူး။ပြီးတော့ဝင်ကြီးချုပ်အဖြစ်ကနေဖေရှားခံရတဲ့အထိကြုံနိုင်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုလည်းရင်ဆိုင်ရပါ ယ်ရှိနေပါတယ်။ထိုင်းအမျိုးသားအဂတိတိုက်ဖြတ်ရေးကော်မရှင်ရဲ့အတွင်းမှုချုပ်ဆာရော့ဖွန်ဂရန်ပန်ကဟွန်ဆန်နဲ့ဖုန်းပြောမှုမှာဗိတောင်တန်ဟာကျင်းဝတ်ပိုင်းဆိုးဆိုးရွားရွားချိုးဖောက်မှုတွေရှိခဲ့သလားဆိုတာနဲ့ပတ်သက်လို့သူ့အေဂျင်စီကကင်တွယ်စုံစမ်းသွားမယ်လို့ပြောကြားထားပါတယ်။ဒါပေမဲ့အပိသက်ဆုံးဖြတ်ချက်ထွက်ပေါ်တဲ့အချိန်ထိအချိန်ဘလောက်ယူရမလဲဆိုတာကိုတော့သူကအတိအကျမှတ်ချက် မပေးပါဘူး။ဒါအပြင်ထိုင်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်းပေါက်ကြားခဲ့တဲ့ဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီးဖေ တောင်တန်ကိုရာထူးကဖေးရှားပေးဖို့အဆိုပြုချက်တစ်ခုကိုလက်ခံတင်မတင်စဉ်းစားမယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီကိစ္စကိုအစောဆုံးနောက်တစ်ပတ်လောက်မှခုံရုံးကဆုံးဖြတ်ချက်ချပွဲရှိပြီးဖေးတောင်တန်ဟာဝင်းကြီးချုပ်ဒါဝန်တွေကနေဆိုင်းငံ့ခံရတာမျိုးဖြစ်လာနိုင်ကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဇကိုင်းငလင်ကြီး၃လပြည့်ချိန်ယမန်နေ့ညတကောင်းရဲ့အချိန်နဲ့ယနေ့မနေ့အစောပိုင်းငလင်နှစ်ချိန်လှုပ်ခတ်ပြန်မန္တလေးကြောက်စဲပြင်းဦးလွင်မြစ်သားနဲ့မြို့ကြီးတချို့တွင်ပြည်သူများထိတ်လန့်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မလ28ရက်နေ့လှုပ်ခတ်ခဲ့သောပြင်းအား9.8အဆင့်ရှိဇကိုင်းငလင်ကြီး၃လပြည့်ချိန်ယမန်နေ့ညတကောင်းရဲ့အချိန်နဲ့ယနေ့မနေ့အစောပိုင်းအင်အားအသင်းတင်ရှိတဲ့ငလင်နှစ်ချိန်လှုပ်ခတ်ခဲ့ကြောင်းဒေသပြည်သူများ၏ပြောဆိုချက်နဲ့သက်ဆိုင်ရာ ာ၏ငလင်ဆိုင်ရာသတင်းထုတ်ပြန်ချက်များအရသိရှိရပါသည်ယမန်နေ့ဇွန်လ28ရက်နေ့ည7:32မိနစ်အချိန်မှ၎င်းယနေ့မနက်20ယနေ့မနက်ပိုင်းမှာ ယနေ့မနက်ပိုင်းမှာတကြိမ်ငလင်းနှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်မှာယနေ့ဇွန်လ29ရက်နေ့မြန်မာစံတော်ချိန်12:59မိနစ်အချိန်ခန့်မန္တလေးတိုင်းမြစ်သားမြို့၏အနီးမြေအောင်အနက်10ကီလိုမီတာကိုပဟိုပြု၍ Raster Scale လေးတသမရှိအစဉ်ရှိအင်အားအသင့်တင်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။ကျောက်ဆယ်မျိုးမှပြည်သူတို့ကယနေ့မနက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းကျောက်ဆယ်မျိုးမှပြည်သူအများအပြားသိရှိလိုက်ကြကြောင်းတိုက်အိမ်နဲ့နေသူတို့ချို့မှတိုက်အပြင်ဘက်ထွက်၍တမနယ်လုံးမအိတ်တော့ဘဲငလင်ကိုစိုးရိမ်စွာဖြင့်မိုးလင်းသည့်အထိဖျက်တမ်းခဲ့ကြကြောင်းပြောဆိုပြီးပြည်ဦးလင်မျိုးနယ်နဲ့မြစ်သားမျိုးနယ်တွင်လည်းငလင်ကိုတိတိတတ်တတ်ခန်းစားရသည်ဟုဒေသပြည်သူများကပြောပါတယ်။ ကျောက်ဆယ်မှာငလင်လောက်တာအတော်ကိုတည်တာတဲ့တိုက်အိမ်နဲ့လူတွေကတော့အပြင်မှာထွက်ထိုင်နေကြတယ်ပြန်မအိတ်တော့ပဲမိုးလင်းကုန်တာဒီမနက်လှုပ်တဲ့ငလင်ကအတန်ကြီးပါတယ်လို့ခန်းစားရတယ်ဟုကျောက်ဆယ်မျိုးမှာပြည်သူတအူးကရှင်းပြပါရယ်အလားတူယမန်နေ့ည7:30နာရီ30မိနစ်အချိန်မန္တလေးမြို့ပေါ်တွင် ငလင်လှုပ်ခတ်မှုကိုတိတိတတ်တာခန်းစားရကြောင်းမန္တလေးမှာပြည်သူတချို့ကရှင်းပြကြပါရယ်မန္တလေးမှာမနေ့ညက7:30နာရီ30မိနစ်အချိန်စောင့်ဆွဲလိုက်တယ်လို့ရိန်ခနဲ့ဖြစ်သွားတယ်အိမ်သားတွေအားလုံးတော့ န့်ကုန်နဲ့လှုပ်ခတ်တဲ့အချိန်တော့တိုပါတယ်ဆင်းတော့မပြေးပြကြဘူးဟုမန္တလေးမှပြည်သူတို့ကပြောဆိုပါတယ်မက်လာ28ရက်နေ့ပြင်းအား9.8အဆင့်ရှိသခိုင်းငလင်းကြီးလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံတဝန်တွင်နောက်ဆက်တွဲငလင်းငယ်နဲ့ငလင်းလှုပ်ခတ်မှုစုစုပေါင်းအချိန်ရေ195ချိန်ရှိလာပြီဖြစ်ကြောင်းစစ်ကောင်စီလောက်ကမိုးလေဝသနှင့်ဇလဗီရာညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းအတွင်းရှိစကားစတက်နဲ့တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်မနက်ပိုင်းမှာစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်း AR မြေကမ်းဘေးရှိချောင်းမကြီးရွာတွင်အထိုင်ချတပ်ဆွဲထားတဲ့စကားစတက်နဲ့ ပြည်သူ့ကာကွယ်တပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နေမြေကန်သတင်းရင်းမြစ်ထံကသိရပါဗျ။အဆိုပါတိုက်ပွဲမှာတပ်ဖွဲ့ဝင်၄ဦးသေဆုံး၄ဦးလက်ရဖမ်းဆီးမိက G3 လေးလက်နဲ့ MA1 နှစ်လက်စုစုပေါင်းလက်နက်6လက်တင်းစီရရှိခဲ့ကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် TNLA တို့ဆက်လက်တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိလုံဆန်မြချီနုလုံဝဲညံတော်နောင်လင်းနဲ့နောင်အောကျေးရွာကြားတို့မှာစစ်ကောင်စီတပ်နှင့်တအန်းတပ်မတော် TNLA တို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကလေးချောင်းကနေဘုံ55လုံးလက်နက်ကြီး32လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ကမနေ့ကထုတ်ပြန်ပါတယ်။ဇွန်လ28ရက်နေ့က နောင်လင်နောင်ဩကျေးရွာကြစစ်ကောင်စီတပ်နဲ့ TNLA တို့တိုက်ပွဲဆက်လက်ဖြစ်ပွားချိန်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံအလုံး၂၀လက်နက်ကြီး32လုံးပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။လုံဆန်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့မြင်ချင်းမှုလုံဝဲနဲ့လုံဆန်ကျေးရွာမှာလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံ၂၀လုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့ TNLA ကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာမြန်တော်ချင်းရွာဘက်မှလည်း jet fighter နဲ့ပေါင်900ဘုံတလုံးချဲချတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲမဖြစ်ပွားတဲ့ဥမခချင်းရွာဘက်မှလည်းလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ26ရက်ကလည်းနောင်ချိုမြို့နယ်ရှိရွာတချို့မှာစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခြင်းစစ်ကောင်စီတပ်ကလက်နက်ကြီးအလုံး80ဒရုန်းနဲ့ဘုံ30နှလုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရသိရှိရပါဗျ။